ကံကြမ္မာအားလျော်စွာအချို့ပုဂ္ဂိုလ်တွေကဒီဘဝကူးတဲ့နေရာမှာအဓိကအဆုံးဖြတ်ပေးနေတာတွေကဘယ်သူလဲလို့ဆိုရင်သူစရိုက်နဲ့ဒုစရိုက်ပဲရသော်ဘုရားရဲ့ဒေသနာတော်တွေတဲကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒုစရိုက်လုတဲ့ပုဂ္ဂိုလ်တွေကငရေတရိစ္ဆာန်ပြိတ္တာဆိုတဲ့အပေပုံဒီမှာသွားတယ် သူစရိုက်တွေကအကျိုးပေးတာလူပုံနတ်ပုံမှာအကျိုးပေးတယ်။ဟောသူစရိုက်ကငရဲတရိစ္ဆာန်ပြိတ်တာမှာအကျိုးပေးတယ်။တော့အားလုံးသိတဲ့အတိုင်းပဲဒူးစရိုက်7ပါ။အဲ့ဒီဒူးစရိုက်7ပါဆိုတဲ့အဲမဲ့စိတ်ထဲမှာဖြစ်တဲ့ဒူးစရိုက်ကိုသိပြီလူတွေကအတိမတ်မထားကြဘူးနော်။ ကျန္တာရီသာဒုစရိုက်လို့ထင်တာစိတ်ထဲမှာဖြစ်တဲ့ဒုစရိုက်ကဘာလဲအဘိဇာပြဘာဒမိစ္ဆာဒိဋ္ဌိအဘိဇာဆိုတာသူများပိုင်တဲ့ပစ္စည်းကိုကိုယ်ပိုင်ဖြစ်ချင်တဲ့အတွေ့လောဘလောဘနဲ့တွေ့တဲ့အတွေ့သူပစ္စည်းကိုယ်ပစ္စည်းလောက်ချင်တဲ့အတွေ့အဲ့ဒီတွေးယုံနဲ့ပဲဒုစရိုက်ဖြစ်သွားပြီအကုသို့ဖြစ်သွားပြီကမ္မပဋ္ဌာမြောက်သွားပြီ ။ပါဇက်ကပြောเสียမလို့သေးဘူး။ခန္ဓာကိုယ်ကအလုံးလှုပ်တာမဟုတ်သေးဘူး။ကိုရီးလက်ရောက်လှုပ်တာမဟုတ်ဘူး။ဒီအတွေးလေးတွေးမိလိုက်တာနဲ့တပြိုင်တည်းအဘိဓါဆိုတာဖြစ်သွား။အဲ့ဒါဒုစရိုက်ဖြစ်သွားတယ်။ဒုစရိုက်ဒီအဲ့ဒီလောဘဒီတဏ္မာစေရနာကိုခေါ်ရတဲ့ကံမျိုးမဟုတ်ဘူးဒီလောဘကိုယ်တိုင်းကိုကအဘိဓါဆိုတဲ့လောဘကိုယ်တိုင်းကိုကကံဖြစ်သွားပြီလို့ပြောကံဖြစ်သွားရင် အကျိုးပေးတော့မှာပေါ့ဟုတ်ကဲ့လားထို့တူပဲဇာပါရ ရိုးရိုးစိတ်ဆိုးတာမဟုတ်ဘူးဒီလူဒုက္ခရောက်သွားပါစေတည်သွားရင်ကောင်းပါပဲပျက်စီးသွားရင်ကောင်းပါပဲဆိုတဲ့ဒီအတွေးလေးတွေးလိုက်လို့ရှင်ဂျာဘာရဖြစ်သွားပြီအဲ့ဒီဂျာဘာရအတွေးလေးဟာကံအရာမြောက်သွားလို့သူ့ကိုမနောဒုစရအကုသလကမ္မပဋ္ဌာလို့ခေါ်တယ်ဟောအကျိုးပေးသွားပြီသူကအကျိုးပေးဖို့အခြေအနေဖြစ်သွားနောက်တစ်ခုကမိစ္ဆာဒိဋ္ဌိတွေးလိုက်တယ်ကံကံရဲ့အကျိုးဆိုတာမရှိဘူးကံတရားတွေရဲ့အကျိုးမရှိဘူးဆိုတော့ နတ္ထိကဒိဋ္ဌိကုသကံအကုသကံတို့ရဲ့အကျိုးကိုညင်းပယ်တယ်ဒီဘဝဟိုဘဝကိုညင်းပယ်တယ်အမေအဖေကိုညင်းပယ်တယ်အမေအဖေပေါ်မှာပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကျေးဇူးပြုမှုစော်ကားမှုတွေကိုညင်းပယ်တယ်ပေပြီးပြန်ဖြစ်တယ်ဆိုတာကိုညင်းပယ်တယ်လောကကြီးကိုထူးထူးခြားခြားသိမြင်ပြီးတော့အကျဉ်းမှန်နဲ့လောကကြီးအကြောင်းကိုပြောပြနိုင်တယ်ဖျားရှိတယ်ဆိုတာကိုညင်းပယ်တယ် အဲ့ဒီညင်းပယ်တဲ့အတွေးတွေတွေးမိလိုက်တဲ့ပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိသူ့အတွေးတွေကမိစ္ဆာဒိဋ္ဌိခေါ်တယ်အဲ့ဒါဘုသက်ကာယဒိဋ္ဌိတို့ဘာလို့လဲမဆိုင်ဘူးမနောဓုစရိုက်ထဲမှာပါတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီညင်းပယ်တဲ့အတွေးတွေးမိလိုက်တာနဲ့တပြိုင်တည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီကံအရာမြောက်သွားပြီလို့ဆိုတာဒါမနောကမနောဓုစရိုက်အပေကိုကြားစေနိုင်တယ်ငရဲမှာဖြစ်စေနိုင်တယ် တရိစ္ဆာန်ဘဝရောက်စေနိုင်တယ်ပြိတ္တာဘဝရောက်စေနိုင်တယ်ပေါ့ဒီအကုသိုလ်ကနော်ဟောနှုတ်ကပြောတဲ့အကုသိုလ်တွေဒီတိုင်းသိတယ်မုသာဝါဒပိတုနာဝါစာပြုဒဝါစာတမ္ပပလပအဲ့ဒါကနှုတ်ကပြောတာစိတ်ထဲကဖြစ်ရုံနဲ့မကဘူးတပံကိုတိလျှောက်ကြတော့ပါဏာတိပါဒအဋိဏဒါနကာမိတုမိစ္ဆာစာရာဆိုတဲ့ထူးဆိုင်ဟောပေါင်းလိုက်တော့ထူးဆိုင်10မျိုး အဲ့ဒီဒုစရိုက်10မျိုးကိုပြုလုပ်ထားတဲ့ပုံကိုယ်တွေဟာတေဒီအခြားမဲ့မှာဘယ်ပုံသွားရောက်ကြတော့ဆိုငရဲပုံရောက်သွားကြတယ်တဲ့အဲ့ဒီငရဲပုံရောက်သွားလို့ရှိရင်ငရဲပုံမှာရရှိထားတဲ့အနေထားတိုင်းပဲဒီဘဝမှာဆက်လက်ရှိပြီးတော့နေကြရတယ်ငရဲရောက်နေတဲ့ပုံကလည်းသူကနဲ့သူပဲ ငရဲမှာဆက်ပြီးတော့သူရှင်သန်နေမှာပဲငရဲဘုံရောက်သွားလို့ရှင်တတ်လို့လည်းသေးတာမဟုတ်ဘူးသူကံမကုံမချင်းမသေးဘူးတဲ့ငရဲကနော်လက်ဖြတ်ခြေဖြတ်ဘလောက်တတ်တတ်မသေးဘူးကံကုံမသေးတာသူကငရဲရဲ့တဘာဝကံမကုံမချင်းလွန်လန်းမရှိဘူးဆင်းရဲတာတော့အလွန်အလွန်ပဲမိတွေဘလောက်လောင်းလောင်းငရဲဘုံရောက်တဲ့လူကပြဖြစ်တော့မဖြစ်ဘူးပူတာပဲရှိမယ် သွေးရဲရဲတန်ရဲရဲသွေးတွေဘလောက်ထွက်ထွက်သွေးလွန်တဲ့ယောဂာနဲ့သိတယ်မရှိဘူးငရဲမှာနော်လက်တွေခြေတွေဖြတ်လို့သွေးတွေသွေးလွန်သွားတယ်ဆိုတာမရှိဘူးအတက်ကတော့ရှင်းနေတော့ပဲကိုယ်သက်ပြင်းလို့မသက်ပြင်းလို့ကငရဲပြေမှာမှရှိတာဘယ်လိုဒုက္ခရောက်လို့မှမသိဘူးကံကုံမှသိတယ်တန်းလို့သိရင်တော့လေငရဲကခဏလေးကျွတ်တော့မှာပေါ့အဲ့လိုမသိဘူးတဲ့သူက အေးကောင်းပြီအဲ့ဒီငရဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကံနဲ့သူပဲယက်တည်နေမှာပဲတဲ့ဒီကနေပြီးတော့ကုသကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေလို့ကတော့သူ့အတွက်ရောက်မှာမဟုတ်ဘူးဒါကအဋ္ဌာဏတစ်ခုပဲဟုတ်ကဲ့လားလူတယောက်ဟာသေသွားလို့အကုသကံကြောင့်ငရဲပြေရောက်သွားတယ်ငရဲဘဝမှာသူ့ဘာသူသူကံနဲ့သူပဲယက်တည်နေလိမ့်မယ်ဒီကနေကုသကောင်းမှုလုပ်ပေးပြီမဲ့လို့ ဒီကုသိုလ်ကံမှုရဲ့အကျိုးကိုသူမခံစားရဘူးတဲ့။ဘာဖြစ်လို့မခံစားရတာတုံးလို့မေးလို့ရှိရင်သူနဲ့အဆက်အသွယ်ပြတ်သွားပြီ။တရားကုသိုလ်ကံမှုလောက်တာကိုသူသိပါမလား။မသိဘူးမသိလို့တာရုမခေါ်နိုင်ဘူး။ကုသိုလ်ဆိုတာပတ္တာနုမောဒနာအမြှဝေလိုက်တဲ့အခါမှာပဋိဌာနအနေနဲ့အမြှပေးဝေလိုက်တဲ့အခါပတ္တာနုမောဒနာလို့ဆိုတဲ့ တာရုတာရုဆိုတဲ့ဝမ်းမြောက်မှုပေါ်တာရုခေါ်ပြီးလက်ခံလိုက်မှကုသိုလ်ဆိုတာရတာဒီတိုင်းမရဘူးဒါကြောင့်မလို့အမြအမြဆိုတဲ့အခါတာရုတာရုနဲ့ခေါ်ကြရတာတာရုမခေါ်ပဲပါဇက်ပိတ်နေအမြမရဘူးနော်အေးတာရုခေါ်တာဟာဘာမှမရဘူးလို့တချို့ကထင်ကောင်းထင်လိုက်တယ်သူများကုသိုလ်ကောင်းမှုလုပ်လို့တာရုခေါ်တာဟာမရဘူးလို့ထင်ကောင်းထင်လိုက်တယ်တာရုခေါ်တဲ့အကျိုးလည်းရတယ်နော် ဘာဖြစ်လို့မရဘူးထင်တာတော့ဆိုပတ်စံရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကိုမုံမိုးလေးတွေသွားပေးမယ်တရားနေရာမုံမိုးပေးမယ်ဆိုရင်အရာရောက်ပါမလားရောက်ဘူးသူ့အိမ်မှာလည်းစားစရာတွေရှိတယ်သွားပြီးတော့စားစရာလေးတစ်ခွက်ပေးလို့ရောအရာရောက်မလားမရောက်ဘူးအဲ့ဒါမျိုးလိုပဲဘုမစားစရာတွေပြည့်နေတဲ့အချိန်မှာတာရုခေါ်တာအတွက်ကဘာမှသူ့မှာအရာမထင်တယ်လို့ဖြစ်တယ်ပေါ့သို့တော့ တတိထင်ရှားဘဝမှာတာရုခေါ်တာအကျိုးပေးတယ်ဆိုတာ950ဇာတ်ထဲမှာရှိတယ်နော်သင်္ခပုံနာဆိုတာဖះလောင်မယ်ပင်လက်ခကြီးကို ဖြတ်တန်းတော့မယ်ဆိုတဲ့အခါမှာနားမှာတွေ့ခဲ့တဲ့အရှင်မြတ်တပါးကိုအရှင်မြတ်တပါးဟာနေဘူးကျဲကျဲကြီးထဲမှာနားပေါ်မှာပူတဲ့နေဘူးပြင်ကြီးမှာခီးသွားတဲ့အခါကျတော့ ွတ်တာကွတ်တာနဲ့ပူနုံးလို့အဲ့ဒီအချိန်မှာသူစည်းလာတဲ့ဖနက်ကိုချုပ်ပြီးတော့တတ်တရရဖြစ်အောင်တန်ရှင်းပွတ်တတ်ပြီးတော့ထိုးအရှင်မြတ်ကိုဖနက်တရံလှူလိုက်တယ်နော်အဲ့ဒီဖနက်တရံလှူပြီးတဲ့အခါမှာသူကသင်္ဘောတက်တယ်သင်္ဘောပေါ်ရောက်တော့ခရီးဆက်တော့ပင်လယ်ထဲမှာမုံတိုင်းနဲ့မိပြီးတော့သင်္ဘောပြတ်ပါနေရောသူ့နောက်ကသူ့ရဲ့အဖော်သူ့ရဲ့ အလုတ်ကြီးတယောက်ပါဆရာတော်ကြီးနှစ်ယောက်တင်းမောပြတ်တဲ့အခါကျတော့တင်းမောက ပြင်ချက်တစ်ခုကိုရလို့အဲ့ဒီပြင်ချက်ကိုမှီပြီးတော့သူတို့နှစ်ယောက်ပင်လေတဲ့မျောနေခொနည်းလောက်တိတိညောနေတဲ့အခါကျတော့သူရဲ့ကုသိုလ်ကောင်းမှုကြောင့်ဖနှက်လှူခဲ့တဲ့ကုသိုလ်ကောင်းမှုကလာခဲ့တာသို့သောဇာလန်းထဲမှာတော့မဏိမေခလာနတ်သမီးလာခဲ့တယ်လို့ပြောတာနော်မဏိမေခလာကကုသိုလ်ကြောင့်ကယ်လို့ရတာ ကုသိုလ်ကြောင့်ဒီပုဂ္ဂိုလ်ဒုက္ခရောက်နေတာမြင်တာအနုဘုဆိုမမြင်ဘူးပြောရင်ကုသိုလ်ဟာခဲတာအဲ့ဒီကုသိုလ်ကံကြောင့်မနိမင်္ဂလာတသမီးကနားခဲ့တယ်တင်မောကြီးဖန်ဆင်းပြီးတော့ခုခေတ်တို့ပြောရင်တော့နိုင်ငံခြားတင်မောတစည်းကတွေ့လို့ကဲလာခဲ့တယ်လို့ပဲပြောမှာပေါ့အဲ့ဒီမှာသူ့ကိုကဲတယ်ကဲပြီမဲ့လို့သူ့နောက်ကပါလာတဲ့လူကိုလည်းလှဲ့တော့မချစ်ဘူးမကဲဘူး မကယ်တော့ဘုရားလောင်းနေဆိုတာအမတန်စဉ်းစားဉာဏ်ရှိတယ်။သူကကုသိုလ်ကောင်းမှုမရှိဘူးတဲ့သူ့ကိုမကယ်နိုင်ဘူးလို့ဆိုတော့ဘုရားလောင်းကငါတပဲငါတင်မောတက်ခန်ဒီမှာဖဏတ်တရန်လှူခဲ့တယ်။အဲ့ဒီကောင်းမှုရဲ့အဖို့ကိုမင်းကငါအမျှဝေပါတယ်ဆိုတော့ဟိုလူကသာဓုသာဓုအဲ့ကြတော့မှအဲ့ဒီလူကိုကယ်တယ်။အဲ့ဒါသာဓုအကျိုးပေးတယ်လို့ပဲမှတ်ထားတယ်။အဲခုချိန်မှာလည်းပဲသာဓုခေါ်ပြီးလို့ရှိရင်သာဓုကအကျိုးပေးတာပဲနော်။ ကောင်းပြီငရဲချနေတဲ့တတ္တဝါတယောက်ဟာကိုယ်ဆွေမျိုးသားချင်းဖြစ်တယ်တမလွန်ဘဝရောက်သွားတဲ့ဆွေမျိုးသားချင်းတယောက်အနေနဲ့ဖြစ်အောင်အဲ့ဒီငရဲရောက်သွားတဲ့ဆွေမျိုးသားချင်းအတွက်ကတော့ဒီဘဝကကုသကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလဲသူမရဘူးတဲ့သူကံတိုင်းပဲသူသွားတော့မယ်အေးနောက်တစ်ခုကတော့အကုသိုလ်တွေလုပ်လို့တည်တဲ့အခါတရိစ္ဆာန်သွားဖြစ်တယ် တရိษံဖြစ်ရင်လည်းပဲတရိษံဘဝမှာသူ့ဘာသူ တရိษံတွေရဲ့အစားအစာ တရိษံဘဝမှာသူ့ဘာသူရက်တည်မယ်ဒီဘဝကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်လေဒီကုသိုလ်ရဲ့အကျိုးသူရမှာမဟုတ်ဘူးနောက်တစ်ခါနောက်တစ်ယောက်ကတော့ကုသကောင်းမှုတွေ तू လုပ်တယ် तू စရိုက်7ပါအကျင့်တရားတွေကိုကျင့်ကြံကြိုးကုပ်အားထုတ်တယ်တေသီအချမ်းမဲ့နဲ့လူဖြစ်တယ် လူဘဝရောက်တဲ့အခါမှာလူစည်းစိမ်ချမ်းသာတွေခံစားပြီးတော့လူဘဝမှာအသက်ရှင်နေတယ်။ကြံရတဲ့ဆွေတွေမျိုးတွေကနေအမြတ်တမ်းပေးဝေလဲလူဘဝရောက်တဲ့ပုဂ္ဂိုလ်ကမရဘူးတဲ့နော်။နောက်တစ်ခါကုသိုလ်ကောင်းမှုတွေလှုပ်လို့ပေသည်ချမ်းမဲ့နိုင်လက်ပြေရောက်သွားတယ်။အဲ့ဒီလက်ပြေရောက်သွားတဲ့ပုဂ္ဂိုလ်ကလည်းပဲလက်စည်းစိမ်ချမ်းသာခံစားလို့လက်ဘုံလက်ဘဝမှာပျော်မွေ့နေတယ်။ ဒီဘွားကကြံရိုက်တဲ့မိဘဆွေမျိုးတွေကအမြတ်တမ်းပေးဝေလို့သူမရဘူးလို့ဆိုတာကဲပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တမလွန်ဘွားသွားတဲ့ပုဂ္ဂိုလ်ဟာငရဲကြသွားရင်လည်းအမြတ်ဝေလို့မရဘူးတရိษံဖြစ်နေရင်လည်းအမြတ်ဝေလို့မရဘူးလူပြေရောက်သွားရင်လည်းအမြတ်ဝေလို့မရဘူးနတ်ပြေရောက်နေရင်လည်းအမြတ်ဝေလို့မရဘူးတဲ့ဒီလိုဆိုလို့လေဒါဖြင့်သူက အကုသိုလ်ကံတွေလုံးသည့်အတွက်ကြောင့်ဒေဒီအချားမဲမှာ ပြိတ္တာဖြစ်သွားတယ်ပြိတ္တာဆိုတာတစီတို့တရေတို့ပဲပြောပါစို့နော်အိမ်နာနေခြင်းမှာပြိတ္တာဖြစ်ပြီး ပစ္စည်းဆွဲလို့ပဲဖြစ်စေမိသားစု ပေါ်ဆွဲမဲ့လို့ဖြစ်စေလူတွေကဒါကိုမကြွမလွတ်ဘူးလို့ပြောတယ်ကိုယ်လည်းကြွတလားဆိုဘယ်ကြွမှာလို့နော်တန်တရာဝကမလွတ်သေးတယ်များမကြွသူတွေကြီးပဲအကုန်လုံးသို့သော်တစီဖြစ်မှာမကြွဘူးလို့ထင်နေကြတယ် အဲ့ဒါလို့ပြိတ္တာဘဝရောက်နေတဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်တဲ့ပြိတ္တာဘဝမှာသူ့အကျိုးပေးသမျှနဲ့ဘဝရည်တည်တာကတခုတဲ့ဒီဘဝကဆွေတွေမျိုးတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေလို့ရှိရင်လေဒီဘဝကကုသိုလ်ကောင်းမှုကိုအမိပြုပြီးတော့သူဘဝကိုရည်တည်နိုင်တယ်တဲ့သူကြတော့ဘဝရည်တည်ဖို့လမ်းကြောင်းနှစ်ခုရှိတယ်နော်သူကံအကျိုးပေးနဲ့ရည်တည်တာကတခု ဒီဘဝကကုသိုလ်ကောင်းမှုကိုဒီဘဝကဆွေတွေမျိုးတွေက အမျှဝေတဲ့ခါမှာတာဓုခေါ်လိုက်လို့ရတဲ့အကျိုးတရားကိုလည်းပဲမှီပြီးတော့ရည်တည်နိုင်တယ်လို့သူလိုပြောတယ်အဲ့ဒါကိုပဲဂတိ၅ပါးလို့ခေါ်တယ်အညာဆုံးကြောက်เสียအကောင်းဆုံးကနိရိယဂတိပြီးတဲ့ခါတိရိသန္တာဂတိနောက်ပြီးတော့ပေတဂတိနောက်ပြီးမနုဿဂတိနောက်ဒေဝဂတိလူတွေရဲ့ တမလွန်ဘဝသွားတဲ့အခါမှာသွားရလမ်းကြောင်းကြီး90ရှိတယ်။အဲ့ဒီလမ်းကြောင်းကြီး90ထဲမှာ30ကတော့ဒုစရိုက်တွေကြောင့်ရောက်သွားတာ။ငရဲတရိษံပြိတ္တာဆိုတာဒုစရိုက်ကြောင့်ရောက်သွားတာ။ဒုဗုံဓာဗုံဆိုတဲ့ဒီကတိနှစ်ခုကတော့ဒုစရိုက်ကြောင့်ရောက်တာလို့ဒီလိုမှတ်။အဲ့လိုရောက်သွားတဲ့ထဲမှာပေတာကတိရောက်တဲ့ပုဂ္ဂိုလ်တဦးတည်းကိုသာလဲတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တဦးတည်းကိုသာလဲ ဒီဘွားကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေရင်အကျိုးရှိနိုင်တယ်လို့ဒီလိုဟောတယ်နော်အဲ့ဒီပုံနှန်းကြီးကိုအဲ့ဒီလို ရှင်းပြီးတော့ဟောလိုက်တဲ့အခါကျတော့ပုံနှန်းကြီးကထပ်မေးတယ်အရှင်ဘုရားတဲ့တပည့်တော်တို့ရည်စူးတဲ့ပုဂ္ဂိုလ်ကတဲ့အဲ့ဒီပြိတ္တာဘုံကိုမရှိဘူးပြိတ္တာဘုံမှာမဖြစ်ဘူးဆိုလို့ရှိရင်တပည့်တော်တို့ရည်စူးပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့ကုသိုလ်ကိုဘယ်သူရသွားတော့တဲ့ ဒါလည်းစဉ်းစားစကွဲကောင်းတဲ့မိကုံလေးတစ်ခုပဲအဲ့တော့မြတ်စွာဘုရားဖြေတာကအေးသူမရဘူးဆိုလို့ရှိရင် ကိုယ်ရည်ညွန့်တဲ့ပုဂ္ဂိုလ်မရဘူးဆိုလို့ရှိရင်ဆွေဟောင်းမျိုးဟောင်းဘိုးဟောင်းဘွားဟောင်းတွေရှိတာပေါ့တဲ့အဲ့ဒီဆွေတွေမျိုးတွေကရတာပဲကိုယ်ကသာမေ့ခြင်းမေ့နေမှာဆွေမျိုးတွေဆိုတာမေ့ခြင်းမမေ့တာလေရှင်သာရိပုတ္တရာမထေရကြီးတောင်မှလွန်ခဲ့တဲ့၃ဘဝက မေတော်ကြီးကပြိတ္တာမကြီးဖြစ်တယ်ပြိတ္တာမကြီးဖြစ်တော့အာဂုရလိုက်ရှာတဲ့အခါရှင်သာရိပုတ္တရာတွေ့တယ်အော်ဒါငါသားကြီးပဲဆိုပြီးတော့အကူကြီးလာတောင်းတယ်ရှင်သာရိပုတ္တရာမထေရကဝါကြောင်လေးဆောက်လို့ဆုံးလေးခံပြီးတော့တန်ခါကိုယေရှုလှူဒန်းပြီးတော့အဲ့ဒီပြိတ္တာမကြီးကိုအမျှဝေလိုက်တဲ့အခါမှာဩနေစရာဗုံမိတ်မှန်ကြီးလည်းရသွားတယ်စားစရာနတ်ဩဇာတွေလည်းရသွားတယ် အကျိုးရှိသွားတာနော်ဒီလိုပုံဝတ္ထုတွေကိုသိကြလို့ရှိရင်နော်ပေတဝတ္ထုတို့ဝိမာနဝတ္ထုတို့ဖတ်မယ်ဆိုရင်အများကြီးပဲစာပေကျမ်းဂန်အရသုံးမဟုတ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာလည်းပဲအတွေ့အကြုံရေးထားတဲ့ဝတ္ထုမျိုးတွေလည်းရှိတာအမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ရတယ်အကုသိုလ်ကောင်းမှုရပြီးတော့ချမ်းသာဒုက္ခရသွားကြတာတွေများများစွာရှိပုံ။ အဲ့ဒီမှာပုံနာကြီးကမေးတဲ့အခါမြတ်စွာဘုရားကအေကိုရည်စူးတဲ့ဆွေမျိုးသားချင်းကတမလွန်ဘဝပြိတ္တာဘုံမှာမရှိဘူးဆိုရင် ရှိတဲ့ဆွေမျိုးတွေရတာဘောလို့ဆိုတော့ပုံနာကြီးကထပ်မေးတယ်အရှင်ဘုရားတဲ့တပည့်တော်တို့ရည်စူးတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတခြားဆွေမျိုးသားချင်းတွေလည်းမရှိဘူးဆိုရင်ကောတဲ့ဘယ်သူရမှာလဲဆိုတော့မြတ်စွာဘုရားက တန်တရာကြီးဆိုတာဒီလောက်ကြာနာကိုယ်ဆွေမျိုးတွေမရှိတဲ့ပြိတ္တာဘုံဆိုတာဘယ်တော့မှမရှိနိုင်ဘူးတဲ့ဒါဟုတ်ကဲ့လားဗေမိတာရာမင်းကြီးတောင်မှပဲဟိုကကုသနာမြတ်စွာဘုရားလက်ထက်အဝိပ္ပတိမြတ်စွာဘုရားလက်ထက်ကဆွေတွေမျိုးတွေပြိတ္တာဘုံရောက်လာတယ်ရှိတာအတိတ်ဘဝဆွေမျိုးတွေကဘာချားပြီးတော့ဆွေတွေမျိုးတွေကပြိတ္တာဘဝရောက်နေကြတာရှိတယ် အဲ့ဒါကြောင့်မို့လို့ဆွေတွေမျိုးတွေကကိုယ်ဆွေမျိုးအမြတ်တမ်းပေးဝေမှာကိုစောင့်စားပြီးတော့နေကြတယ်အမြတ်တမ်းပေးဝေလိုက်ရင်ဝမ်းမြောက်လို့မသာတို့ခေါ်လိုက်တာနဲ့တပြိုင်နက်သူတို့ရဲ့ဘဝအခြေအနေတွေဟာချက်ချင်းတိုးတက်ပြောင်းလဲသွားနိုင်တယ်တဲ့ဘသူကြောင့်ပြောင်းလဲတာတော့ကုသိုလ်ကြောင့်ပြောင်းလဲတာနော်တခြားအကြောင်းကြောင့်ပြောင်းတာမဟုတ်ဘူးသူတို့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ကြောင့်ပြောင်းလဲတာ ဒါနဲ့ပတ်သက်ပြီးတစ်ခုမှတ်เสียရလေးတစ်ခုပြောအောင်ကုသိုလ်ဟာအဓိကကြရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ဘုန်းကြီးတို့တွေအလုံးသိကြတယ်အလုံးတရားနာပြိဋ္ဌာတ်တွေကြားဘူးတယ်ဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာဆိုတဲ့ခါထာတွေထဲမှာသဗ္ဗဗုဒ္ဓါနုဘဝေနသရာသူခိဘဝန္တုတေဆိုတဲ့စကားရပ်မှာသဗ္ဗဗုဒ္ဓါနုဘဝေနအလုံးစုံသောဘုရားရှင်တို့၏အစွမ်းတကူ တကိုတေသောအ ాను ဘောကြောင့်လို့ဒီလိုဘာသာပြန်လေးရှိကြတယ်။ဖရာရဲ့တကိုကြောင့်ချမ်းသာတယ်လို့ဒီလိုပြောတော့လူတွေဟာတကိုကိုအားကိုးကြ။ဟုတ်တယ်မလား။အစွမ်းတကိုရှိတဲ့ပုဂ္ဂိုလ်ဆိုအားကိုးတယ်ချမ်းသာလိမ့်လို့တကယ်ကတော့ဖရာတကိုကြောင့်ချမ်းသာတာမဟုတ်ဘူး။ဘာသာပြန်တဲ့အခါမှာတကယ်ပြန်ရမှာကဘာတော့ဆိုရင် အလုံးစုံသောဘုရားသခင်ကိုရောမြတ်တို့ကိုရှ िख ိုးပူဇော်ရတဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူကြောင့်လို့ဒီလိုပြန်ဘုရားကိုရှ िख ိုးဘုရားကိုကြည်ညိုတဲ့ကုသိုလ်စိတ်ရဲ့ကုသိုလ်စိတ်ကပါတကယ်တကူဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်တရားကမှတကယ်အစွမ်းတကူထက်တာတဲ့အဲ့ဒီအစွမ်းတကူကြောင့်ချမ်းသာကြပါစေဆိုမှပုံမှန်ကန်တယ် မြတ်စွာဘုရားကမတာမဟုတ်ဘူးကိုလုပ်တဲ့ကုသိုလ်ကမတာအဲ့တော့ကြောင့်မလို့ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါလို့မသိလို့ရှိရင် လူတွေကဘာဖြစ်ဖရာကိုယ်ွယ်တာတောင်မှပဲလက်ကောင်းတဲ့ဖရာမှကိုယ်ွယ်နော်လက်ကောင်းတဲ့ဖရာကိုယ်ွယ်ဖရာကလက်ကောင်းမှမဟုတ်ဘူးကိုယ်လုပ်တဲ့ကုသိုလ်ကံကမှလက်ကောင်းမှာနော် ကုသကံကိုဥတီကျက်မထားဘဲနဲ့ယုတ်တုတော်သွားပြီးတော့ဥတီကျက်ထားလို့ရှင်ဒါမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးကုသရဲ့အစွမ်းတကောကသာလဲမှန်ကန်တယ်လို့သူတို့ပြောရသော်ဘုရားကိုယ်တိုင်ကလည်းပဲပုံညာဘိက္ခဝေမာဘာယိဋ္ထဒုက္ခသေတံဒိဝဆနံယိတိတံပုံညာနိချမ်းသာခြင်းယင်ကုသမကြောက်နဲ့တဲ့ကုသများများလို့ကုသများမှချမ်းသာမယ်ပြောတယ်နော်ဒီလိုဟောတာလားအေးဒါကြောင့်မို့လို့ ခုနကတမန်တော်ဘုရားပြောင်းသွားတဲ့ပုဂ္ဂိုလ်လည်းပဲဒီကကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေတယ်ဆိုတာဒီကကုသိုလ်ကြောင့် သူတို့ချမ်းသာဒုက္ခရသွားတယ်ဆိုတဲ့နေရာမှာဆက်ဆက်မှုရှိတာကိုသာပြောတာဒီကအမြတ်ဝေရဲ့တန်းနဲ့သူတို့ကတာတို့မခေါ်ဘူးဆိုရင်မရဘူးအဲ့တော့တာတို့ခေါ်လိုက်တာလည်းပဲပုံညာကရိယာဝတ္ထု10မျိုးထဲမှာတာတို့ခေါ်တာကုသိုလ်တစ်ခုဟုတ်ကဲ့လား ပုံညာကရိယာ10ခုပုံညာကရိယာဝတ္ထု10မျိုးရှိတယ်ပြုလုပ်တဲ့ပြုလုပ်ထိုက်တဲ့ကုသိုလ်ချမ်းသာဒုက္ခရဲ့တရားဖြစ်လို့ဝတ္ထုချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်လို့ဝတ္ထုဖြစ်ပြီးတော့လုပ်တဲ့လုပ်ထိုက်တဲ့ကုသိုလ်10မျိုးလို့ဆိုရတဲ့မယ်တာဓုခေါ်တာလဲလုပ်တဲ့လုပ်ထိုက်တဲ့ကုသိုလ်2မျိုးပဲတဲ့အဲ့ဒီတာဓုခေါ်တဲ့ကုသိုလ်6စိတ်ဓာတ်ပုံရောက်နေတဲ့ပုံကိုယ်တွေဟာ ကုသိုလ်ကောင်းမှုအကျိုးတွေကိုခံစားကြရတာလို့ဒီလိုမှတ်ရအောင်နော်အကယ်၍သာတို့မခေါ်နိုင်ဘူးဆိုရင်တို့မရဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဖြေတယ်ပြိတ္တာပုံမှာကိုယ်ဆွေမျိုးသားချင်းတွေကင်းတဲ့နေရာဆိုတာမရှိနိုင်ပါဘူးတဲ့ရှိနေမှာပါတဲ့ဒါပေမဲ့လို့တကယ်တော့လေ လူသူကိုယ်တိုင် အကျိုးကျေးဇူးတွေအများကြီးရပါတယ်လို့ဒီလိုဟောတာပြုသူကိုယ်တိုင်က အများကြီးရတယ်လို့ပြောတယ်ဆွေမျိုးသားချင်းကိုရည်စူးပြီးတော့ပြုတာဖြစ်ဖြစ် ကိုကုသူကိုကိုယ်တိုင်ကုသူရဖို့လှုပ်တာပဲဖြစ်ဖြစ်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကတော့အကျိုးကျေးဇူးတွေရပြီးသားပဲတချို့ကထင်တယ်ဒီကောင်းမှုကအမေအတွက်လုပ်တယ်အဖေအတွက်လုပ်တယ်ကိုယ်အတွက်မပါဘူးလို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူး ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်ဘုသူ့အတွက်ပဲယေစုယေစုပထမရသူကကိုပဲပထမရသူကကိုပဲအဲ့ဒီရလာတဲ့ကုသိုလ်ကိုမှတစ်ဖက်သားကသာဓုခေါ်နိုင်ပြီဆိုမှသူတို့ရတယ်သာဓုမခေါ်နိုင်ဘူးဆိုမရဘူးလို့ဒီလိုမှအေးကောင်းပြီမြတ်စွာဘုရားကလူသူတန်းသူကုသိုလ်ကောင်းမှုပြုသူ ကိုယ်တိုင်ကဒီကုသိုလ်ရဲ့အကျိုးတွေကိုခံစားရတယ်ဆိုတော့ ပုံနာကြီးကဝမ်းသာတာအရှင်ဘုရားအဲ့လိုဆိုလို့ရှိရင်မဖြစ်နိုင်တဲ့နေရာမှာလည်းပဲအရှင်ဘုရားအကျိုးခံစားရတယ်လို့ဆိုလိုတာလားဆိုတော့ဟုတ်တာပေါ့တဲ့မြတ်စွာဘုရားရှင်းပြတယ်ဆိုပါစို့လေလူတယောက်ဟာဒုစရိုက်လုပ်ငန်းတွေလုပ်တယ်ဒုစရိုက်တွေကြောင့်တည်သွားတဲ့အခါမှာဆင်သွားဖြစ်တယ်သို့တော်သူကမသေးခင်ကဒုစရိုက်တွေလုပ်ပေမဲ့လို့လူမှုတမ်းမှုဝါသနာပါလူတွေဒါကြောင့် သူကဒုစရိုက်လုံးလို့ဆင်ဖြစ်တယ်တရိစ္ဆာန်ဘုရားရောက်သွားတယ်လှူခဲ့သည့်တန်းခဲ့သည့်အတွေ့အကြောင်းဩဆင်ပြူတော်ဆိုပြီးတော့ခန္ဓာနာနာမယ်သူအကာအယံနဲ့အမိုးနဲ့အကျွေးကျွေးတာမွေးတာတွေနဲ့ရေချိုးပေးမဲ့လူနဲ့မရှိဘူးလားရှိတယ်ဆင်ပေမဲ့လို့အမလေးစိတ်နဲ့နေရတဲ့ဆင်ဟာရှိသေးတယ်နော်အဲ့ဒီတိုင်းပဲခွေးတွေရော စိတ်နဲ့နေရတဲ့ခွေးမရှိဘူးလားရှိတယ်ခုခေတ်ဆိုမယ်ခွေးကမော်ရံမြင့်နဲ့ကားကြီးတွေစီးလို့ဟိုမှာလူအိတ်တဲ့နေရာကြီးတွေအိတ်လို့အဲမဲ့ခွေးစာတောင်မှပဲ special ထုတ်လုပ်ထားတဲ့ခွေးစာချွေရတချို့များကျဲဥကဘယ်နှလုံးလို့အသားဘယ်နှလုံးလဲလူတဲ့တောင်မှသူတို့ကသားနေချင်သေးတယ်အဲ့ဒါဒါနရှိခဲ့တဲ့ခွေးလို့ပြောတာဒါနမရှိခဲ့တဲ့ခွေးကြတော့ဟိုအမိုက်ပုံနှမ်းဒီအမိုက်ပုံနှမ်းနဲ့ဒီလိုနဲ့ပြီးနေကြဩ တရိစ္ဆာန်ဘုရားရောက်တော့မှဒါနကုသိုလ်ရဲ့အကျိုးဟာခံစားရတယ်လို့မြတ်စွာဘုရားဟောတာနော်လူသူဟာမကောင်းတဲ့ဘဝရောက်သွားအောင်လူတဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်အောင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ပြောတာချမ်းသာတယ်လို့ပြောထို့တူပဲလူတဲ့ပုဂ္ဂိုလ်ဟာလူပြီးဆိုလို့ရှိရင်ထိုလူတဲ့အကျိုးဟာဖြစ်လျာဘဝမှာလိုက်ပြီးတော့အကျိုးပေးမယ် ဒါနကောင်းမှုလုပ်တယ်သူစရိုက်တရားတွေကျင့်သုံးဆောက်တည်တယ်သူစရိုက်ကျင့်သုံးဆောက်တည်သည့်အတွက်ကြောင့်လူပြေရောက်တယ်ဒါနကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်လူပုံ လူဘဝမှာလူချမ်းသာတယောက်ဖြစ်တယ်သူစရိုက်လုပ်သည့်အတွက်ကြောင့်လူဖြစ်တယ်ဆိုလိုတာကတီလာကြောင့်လူဖြစ်တယ်နော်တီလာကြောင့်လူဘဝရောက်တယ်ဒါနကြောင့်လူချမ်းသာဖြစ်တယ်ထို့တူပဲသူစရိုက်တရားတွေကိုကျင့်သုံးခဲ့သည့်အတွက်ကြောင့် နတ်ပြည်ရောက်တယ်ဒါနာကောင်းမှုကြောင့်နတ်စည်းစိမ်ချမ်းသာသူများနဲ့မတူအောင်ချမ်းသာတယ်။ဟောဒီအကျိုးတွေကဒါကြောင့်မလို့သူ့အကျိုးနဲ့သူပဲဒါနာကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်လဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။လူဖြစ်လဲပဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။နတ်ဖြစ်လဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။ဒါကြောင့်မို့ဒါနာကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအကျိုးမဲ့မဖြစ်ဘူးလို့မြတ်စွာဘုရားဟောတယ် အဲ့လိုဟောလိုက်တဲ့အခါကျတော့မှခေါဏကဆွေမျိုးတွေကိုရည်စူးပြီးတော့ဒါနကောင်းမှုပြုတာဆွေမျိုးတွေအတွက်သာပြုတဲ့လူမရဘူးလို့ထင်နေတဲ့ပုံသားကြီးကအရှင်ဘုရားဝန်တာစရာပဲဒီလိုဆိုရင်ဒါနတွေတိတ်လုံးတင်တာပေါ့တဲ့အလှူတန်းတွေလုံးတင်တာပေါ့လှူတင်တန်းတင်တယ်ဖြစ်လျာဘဝမှာဘယ်ဘဝရောက်ရောက်နော်ချမ်းသာတာနေရတယ်ဆိုတော့အင်မတန်မှတန်ဖို့ရှိပါလားလို့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ် အဲ့ဒါဇာနုတော်နိတုတ်ဆိုတာအင်္ဂုတ္တရနိကေမှာ ရှိပါလေရဲ့အေးမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့ဟာတမလွန်ဘုရားကဆွေမျိုးတွေရဲ့အရေးကိုတွေးပြီးတော့မှန်ကန်တဲ့နိလန်းနဲ့စဉ်းစားပြီးထိုဆွေမျိုးတွေရဲ့ကွယ်လွန်အိဋ္ဌာရောက်တဲ့နေ့တွေမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အမြတမ်းပေးဝေပြီးတော့နေကြတာ ထိုမြတ်တမ်းပေးဝေတဲ့အလုတ်ဟာမှန်ကန်တဲ့အလုတ်တစ်ခုဖြစ်တယ်။ဘာကြောင့်မှန်ကန်တယ်လဲလို့ဆိုလို့ရှိရင်မိမိအလွမ်းပြေလုံယုံမြမကဒီကုသိုလ်ကောင်းမှုကိုဆွေတွေမျိုးတွေကသိရှိဝမ်းမြောက်နှုတ်မသာဓုခေါ်မယ်ဆိုလို့ရှိရင်သူတို့ဘဝလေးတွေဟာတိုးတက်ပြီးတော့ကောင်းမွန်သွားကြမှာဖြစ်ပါတယ်။ဒီဘွားကအဆောက်အဦလေးလှုပ်ပြီးတော့လှူလိုက်ရင်သူတို့မှဟိုဘက်မှာဘုံမိတ်မှန်နေရတယ် ဒီဘွားကအစာအစာလူပြီးတော့မျှဝေလိုက်လို့ရှင်ဘိုးဘွားမှာကိုယ်ဘက်မှာတမလွန်ဘွားကဆွေမျိုးတွေမှာအစာအစာတွေရတယ်အဝတ်ကလေးတွေလူတန်းပြီးတော့အမျှဝေလိုက်လို့ရှင် သူတို့မှာနောက်ဝတ်တန်းစာတွေရတယ်ဒီဘွားကလူလိုက်တဲ့ကုသိုလ်ကောင်းမှုကချက်ချင်းသူတို့ဘွားမှာအကျိုးပေးတယ်ချက်ချင်းလို့ဆိုတာဘလောက်ထိအောင်ချက်ချင်းလဲဆိုတာမြတ်စွာဘုရားကဥပမာနှစ်ရက်နဲ့ရှင်းပြထားတာရှိတယ် ဩနမေဥဒကံဝုတ်ထံယထာလိန်နံပဝတ္တတုဧဝမေဝဣတောဒိန်နံပေတနံဥပကပ္ပတိကုံးမြင့်ပေါ်ရွာချလိုက်တဲ့မိုးရေတွေဟာနေရအရက်ကိုတလဟောစီးဆင်းသွားတယ်မဟုတ်လားအေးအဲ့ဒါလိုပဲဒီဘွားကနေပြီးတော့အမျှလို့ပေးလိုက်တာနဲ့တပြိုင်နက်ကိုကုသိုလ်ကောင်းမှုတွေကိုအမျှလို့ပေးလိုက်တာနဲ့တပြိုင်နက်ဟိုကပုံပုံမှာတခါတည်းပြည့်ပြည့်စုံစုံကြီးရသွားတယ်ချက်ချင်းရတယ်ဆိုင်းစရာမလိုဘူးဟုတ်ကဲ့ ။နောက်ဥပမာတစ်ခုကယထာဝရိဝဟပူရာပရိပူရင်းတိတာကရံဧဝမေဝဣတောဒိဏံပေတနံဥပကပတိ။ယချောင်းအင်းအိုင်တွေကမြည်ရည်တွေကဘယ်ကိုစည်းဝင်တယ်လဲဆိုရင်ပင်လယ်ထဲကိုစည်းဝင်။မြည်ရည်တွေဟာပင်လယ်ထဲစည်းဝင်သွားတယ်လို့ပဲဒီဘွားကလှူလိုက်တဲ့ကုသိုလ်ကောင်းမှုတွေဟာမိမိတို့ရည်ညွှန်းတဲ့ပုံကိုယ်တွေရဲ့ဘဝတဲကိုစီးဝင်သွားတယ်လို့သူတို့ပြောတာเนาะအေးဒါကြောင့်မို့လို့ တမလွန်ဘွားကဆွေမျိုးတွေအရေးကိုစဉ်းစားမယ်ဆိုရင်တရင်းစာထဲမှာအလွမ်းထဲ့တာကလည်းပဲကိုယ့်အတွက်စိတ်ဖြည့်သိုံမှတပါ သူတို့အတွက်ဘာမှအကျိုးမရှိဘူးတဲ့နော်ပင်ကြိုင်သွားပြီးတော့ပန်းချင်းကလေးတွေချတာလည်းပဲကိုယ့်စိတ်ဖြည့်သိုံမှတပါ သူတို့အတွက်ဘာမှအကျိုးရမှာမဟုတ်ဘူးကြိုက်တတ်တဲ့အစားအစာလေးတွေသွားချထားတာလည်းပဲသူတို့အတွက်အကျိုးရမှာမဟုတ်ဘူးသူတို့အတွက်တကယ်ကျိုးရတာတော့ ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါမှာသူတို့ကိုအမြတ်တမ်းပေးဝေခြင်းကသာလင်သူတို့အတွက်ကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အတိတရားတွေကိုရပြီးတော့တမလွန်ဘဝရောက်နေတဲ့တမလွန်ဘဝကဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားပြီးတော့အကျိုးရှိတဲ့အလုပ်ကိုလုပ်ဖို့အင်မတန်မှအရေးကြီးပါတယ်ဆိုတဲ့အကြောင်းကိုတမလွန်ဘဝကဆွေမျိုးများအရေးဆိုတဲ့တရားဒေသနာဖြင့်ရှင်းလင်းဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်တရားချက်ကင်သူတော်စင်ပြိဿအပေါင်းတို့သည် တမလွန်ဘွားကဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားမယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဒီသာလင်မှန်ကန်သောနိလန်ဖြစ်တယ်လို့သိရှိပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း